ဝင်းမရွှေရထတောင်များပြတဲ့သူမရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုတွေကိုခြားပြလာတဲ့မမဆောင်ပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမန်လေး channel ကနေပြလဲကြွဆိုလိုက်ပါတယ်အနုပညာရှင်တွေကြားထဲမှာချမ်းသာကြွယ်ဝမှုအကြောင်းကိုပြောကြတဲ့အခါမှာအချမ်းသာဆုံးအဖြစ်အလုံးကတညီတညွတ်သေးသတ်မှတ်ထားကြတာကတော့တရုတ်ဆောင်မင်းသမီးလေးဝင်းမုံရွှေကြီးပါဝင်းမုံရွှေကြီးဟာငကုတ်အရင်ကတည်းကလည်းမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးရုပ်ရှင်မင်းသမီးဖြစ်တာကြောင့်အနုပညာကြီးမြန်မာပြီးတော့သူမရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုတွေကအင်မတန်များပြားပါတယ် ဒါအပြင်ဝင်းမုံရွှေကနိုင်ငံကျော်ထိတ်တန်ခရိုနီတတိကြီးနဲ့လက်ထပ်အပြီးမှာသူမရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုတွေကပုံပြီးတော့တောင်းများပြားလာခဲ့ပါတယ်။ဒါကြောင့်မလို့လေဝင်းမုံရွှေကိုအနုပညာရှင်တွေထဲမှာအချမ်းသာဆုံးအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းဝင်းမွန်ရွှေရီတက်တောင်ပို့ပြီးတော့ချမ်းသာကြွယ်ဝနေရသူကတော့အနုပညာလောကထဲမှာ YouTube ပေါ်တော်တော်နေတက်တယ်လို့လူပြောများတဲ့မမဆောင်ပဲဖြစ်ပါတယ်။မမဆောင်ကအနုပညာလောကမှာဒီလိုမျိုး YouTube ပေါ်တော်တော်ဆိုပေမဲ့အထင်တော့သေးလို့မရပါဘူး။ Media Interview တစ်ခုမှာမမဆောင်ကသူမရဲ့စီးပွားရေးလုပ်ငန်းနဲ့အတတင်ဝင်ငွေကတစ်နှစ်ကို3000ကျော်တိရှိနေရလို့ပြောပြလာခဲ့ပါတယ်။ဒါအပြင်မမဆောင်ကသူမမှာပိုင်ဆိုင်ထားတဲ့ဆိုင်ကန်းတွေ၊လုံချင်းအိမ်ယာတွေနဲ့ငှားလို့ရတဲ့တိုက်ခန်းတွေ အများကြီးရှိတယ်လို့သိရပါတယ်။ဒီလိုမျိုးအိမ်ကန်းဆိုင်ကန်းငှားကားကနေတလောက်ကိုတင်းထောင်ချီရရှိနေတယ်လို့ဆိုခဲ့ရပါမမဆောင်ကသမရဲ့ဝင်ငွေဟာထိတ်တန့်ရုပ်ရှင်မင်းသားမင်းသမီးတွေထက်တောင်မှပိုများနေကြောင်းညံမကောင်းတဲ့လူတွေကသာပင်ပင်ပန်းပန်းနဲ့ထိုင်လို့ရတာဖြစ်ပြီးတော့သူမကတော့လုံးမလုံးပဲနဲ့အေးအေးဆေးဆေးထိုင်စားလို့ရတယ်လို့မမဆောင်ကပြောခဲ့ရဖြစ်ပါတယ် ဒါအပြင်မမဆောင်ကမော်လမြိုင်မြို့မှာတင်း6000တန်အင်ဂျီကိုလည်းအမွေရရှိပိုင်ဆိုင်ထားသလိုတနည်းကိုတင်း1000လောက်လှူခြင်းလို့ရွှေဆိုင်ကြီးတစ်ဆိုင်ဖွင့်အောင်မယ်လို့လည်းမမဆောင်ကပြောခဲ့ရဖြစ်ပါတယ်။လူတော်တော်များများကတော့မမဆောင်ကဒီလောက်ထိချမ်းသာကြွယ်ဝနေရဆိုတာကိုအယုံကြည်မရှိကြပါဘူး။တကယ်တော့မမဆောင်ဟာအမှန်တကယ်ကိုချမ်းသာကြွယ်ဝတဲ့တတိယသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းအခုလိုအုံနောက်ချိုးရင်းသွားတာက မိခင်ကြီးကြောင့်ဖြစ်ပါတယ်။အထူးသဖြင့်မမဆောင်ရဲ့မိခင်ကြီးဟာရက်ဆက်စွာနဲ့တက်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမမဆောင်ဟာခံနိုင်ရင်မရှိတော့ဘဲစိတ်ထိခိုက်ပြီးတော့ဖောက်ပြန်သွားရတာပဲဖြစ်ပါတယ်။တချို့သောတဲ့င်းတွေအရတော့မမဆောင်ရဲ့မိခင်ကိုမတမာသူတွေကတက်ဖြတ်ပြီးတော့ရေတွေနဲ့ကိုပြစ်ချထားခဲ့ရဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်လည်းမမဆောင်ဟာတခြားအချိန်တွေမှာသာပေါ်တော်တော်နဲ့နေထိုင်တတ်ပေမယ့်မိခင်ကြီးရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကြောင်းတိုက်ဆိုင်လို့ပြောလာတဲ့အချိန်တွေမှာဆိုရင်အ အရန်ကိုဝန်းနေစွာနဲ့မျက်ရည်ကျတဲ့အထိဖြစ်သွားခဲ့ရပါတယ် မမဆောင်ရဲမိခင်ကတာမန်အခြေအနေနဲ့ကွယ်လွန်သွားခဲ့တာမဟုတ်တာကြောင့်ပို့ပြီးတော့တောင်မှဝန်းနေနေခဲ့ရပြီးတော့မိခင်ကြီးအတွက်အမှန်တရားဖော်ထုတ်ပြီးပြီးတော့တနိုင်သမျှကျေးဇူးဆက်နေရင်လည်းတမိကောင်တယောက်ဖြစ်အောင်နေထိုင်ဖြစ်နေခဲ့ရပါမမဆောင်ကမိခင်ကြီးမရှိတော့တဲ့နောက်မှာအမွေတွေနဲ့ချမ်းသာကြွယ်ဝနေရဖြစ်ပါတယ်မမဆောင်ကတော့မိခင်ကြီးအတွက်ဒီတမကလူတန်းချင်တာကြောင့်စိန်ဆန်ကြီးတဆိုင်ဖွင့်ချင်တယ်လို့လည်းဆိုခဲ့ရပါလူတွေကတော့မမဆောင်တယောက်ဒီလိုမျိုးချမ်းသာကြွယ်ဝနေပေမဲ့အုံနောက်မပြည့်ရကြောင်းအိမ်ထောင်မပြူစေခြင်းမင်းအပြိုကြီးဘဝနဲ့ နေစေချင်တာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမမဆောင်းကိုချစ်ခင်အားပေးကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။